အနာဒိန်စစ်ကောမရှင်က၎င်းတို့ပြုတ်လောက်သွားမဲ့ရွေးကောက်ပွဲကိုနှောက်ရက်တယ်လို့ဆိုပြီးအသက်မပြည့်သူကလေးငယ်ပါဝင်ပြည်သူ64ဦးကိုနှစ်လကျော်အတွင်းအမှုဖွင့်ဖမ်းဆီးပြီးစစ်ဘေးရှောင်တူးကိုထောင်လန်9နှစ်ချမှတ်ခဲ့ပါတယ်။အဆိုပါပြည်သူ64ဦးကိုရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ပြီးခဲ့တဲ့စက်တင်ဘာ30ရက်နေ့ဖမ်းဆီးအရေးယူပြီးအမှု24မှုဖွင့်လစ်ထားတယ်လို့စစ်ကောမရှင်ရဲ့ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဘုတ်ကော်မတီစီကတည်ရပါတယ်။ အဲ့ဒီရွေးကောက်ပွဲအတွက်နေပြီးတော့မှမနေ့ကအောက်တိုဘာ3ရက်ကအစည်းအဝေးပြုလုပ်ခဲ့ပြီးရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဘိုးကော်မတီဥက္ကဋ္ဌစီပြည်ထိုင်ဝင်ကြီးဒုဗိုလ်ချုပ်ကြီးထွန်းလွန်လာကထည့်သွင်းပြောဆိုခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးလဲရွေးကောက်ပွဲလုံခြုံရေးကိုထိခိုက်စေတဲ့လှုံ့ဆော်မှုတွေဝါရဖျက်မှုတွေကျူးလွန်နေသူတွေကိုစုံစမ်းဖော်ထုတ်ရေးယူသွားဖို့လိုအပ်တယ်လို့ရွေးကောက်ပွဲကာလလိုက် လုံခြုံရေးကြိုးပမ်းမှုမရှိစေဖို့ဆောင်ရွက်ရမယ်လို့၎င်းကဆိုပါတယ်။ ဒါအပြင်နယ်မြေတည်ငြိမ်ရေးနဲ့ရဲရွာအေဂျင်စီတို့အတွက်မှုကင်းကြဆင်းရေးတရားဥပဒေစိုးမိုးရေးတွေကိုစစ်တပ်ပြည်သူ့စစ်ဆရာတွေနဲ့ညှိနှိုင်းပေါင်းဆက်အရှိန်ဟုန်မြင့်ဆောင်ရွက်သွားဖို့လည်း၎င်းရဲ့လက်အောက်ခံတွေကိုပြောဆိုခဲ့ပါတယ်။အခုလာမယ့်ဒီဇင်ဘာမှာပြုလုပ်ဖို့ပြင်ဆင်နေတဲ့စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲကိုပြည်သူနဲ့တွန်လိုင်းအင်အားစုတွေကလက်မခံတာကြောင့်ကာကွယ်ဖို့ရွေးကောက်ပွဲဥပဒေကိုဇူလိုင်လ29ရက်မှာပြဋ္ဌာန်းပြီး အခုလိုအမှုဖွင့်ဖမ်းဆီးလာတာလည်းဖြစ်ပါတယ်။ စီကောမရှင်က၎င်းတို့ရွေးကောက်ပွဲအတွက်ပြဋ္ဌာန်းထားတဲ့အဲ့ဒီဥပဒေဟာဤသူကိုဝေဖန်ကန့်ကွက်ခွင့်တာမြင့်ပိတ်ပင်ထားပြီးကရင်မျိုးသားစီယုံ KNU ချင်းမျိုးသားတပ်ဦး CNF စတဲ့တိုင်းသားလက်နက်ကိုင်တော်လိုင်းအဖွဲ့တွေ EAWS နဲ့တော်လိုင်းအင်အားစုတွေကိုလည်းအမှုဖွင့်ထားပါတယ်။လက်ရှိအထိအမှုဖွင့်ဖမ်းဆီးခံရသူတွေထဲမှာအသက်မပြည့်သေးတဲ့ကလေးငယ်ပါဝင်ရန်ကုန်ကရင်နီချမ်းစတဲ့ပြည်သူတွေကလည်းပါဝင်နေပြီ အဲ့ဒီတဲကတောင်ကြီးမြို့ရောက်စစ်ဘေးရှောင်တူးကိုထောင်နှံခုနှစ်နှစ်ချမှတ်ထားပါရယ်။ဒါပေမဲ့စစ်ကောင်မရှင်ရဲ့ထုတ်ပြန်ချက်မှာတော့အဆိုပါပြည်သူ64ဦးနဲ့ပတ်သက်လို့တိတိကျကျပြောဆိုထားတာမရှိပဲချုံငုံဖော်ပြကပြည်သူတွေကိုသတိပေးချိန်ချောင်းနေတယ်လို့တစ်ဖက်မှာလည်းအွန်လိုင်းပေါ်ကဝေဖန်ရေးသားသူတွေကိုဖမ်းဆီးရေးယူနေတယ်လို့သိရပါရယ်။